မတော်တဆရန်ဖျက်ရတော့မယ်ဆိုရင်နံပါတ်1အရေးကြီးဆုံးကသူများတွေးသလိုမတွေးနဲ့ဗျဆိုလိုတာကလူတရာမှာ90လောက်ကရန်ဖျက်မယ်ဆိုရင်လက်တီ3နဲ့တကယ်တမ်းလက်တီနဲ့ထိုးတာထက်6နဲ့စောင့်ကန်လိုက်တာကပိုမြန်တယ်ဆိုတာကိုကျွန်တော်မင်းမမေ့သွားတဲ့အချက်ပဲအဲ့တော့ဝင်ပြီးပူတာတို့ဝင်ပြီးဖက်ပြီးလုံတာတို့အရန်ဆုတ်ဝင်တာတို့ဆိုတာအင်တန်အန်တယ်များတယ်ဟိုဘက်မှာရန်သူဘက်မှာ ဓမြောင်တားမို့ရင် အချွန်အတူအထွာတွေတခုခုရှိနေတယ်ဆိုရင်ပြေးပြီးထိုးတာတို့ဝင်ပြီးလုံးတာတို့ဟာအင်မတန်အန်တယ်များတယ်ဒါကြောင့်မလို့လက်တကန်းအကတ်မခံပဲနဲ့စောင့်ကန်တဲ့ဖနောက်ဆန့်ထုတ်နည်းဟာအဖက်ဖြစ်တယ်ဆိုတာကိုကျုပ်မကြာခဏလည်းပြောပြီးဖြစ်တယ်အဲ့လိုပဲတယောက်နဲ့တယောက်ရံမှုတဲ့အခါမှာရံပြူလာတဲ့အခါမှာဒုတ်သားလက်နက်တွေပါလာပြီဆိုရင်လေတရမှာ60လောက်ကဥကောင်းပိုင်းကို ခုတ်ဖို့ရိုက်ဖို့တော့ပဲစဉ်းစားကြတယ်ဆုံးဖြတ်ကြတယ်ဒုတ်ချင်းရှင်ရိုက်တဲ့ကဓာချင်းရှင်ခုတ်တဲ့ကတကယ်တမ်းခေါင်းထက်ပို့ပြီးတော့ထိရောက်တဲ့နေရာရှိတယ်ဗျခြေပန်းကိုတိုက်ခိုက်တာဖြစ်တယ်အဲ့တော့ခေါင်းကိုရိုက်တာကငုတ်ဆောင်လို့ရတယ်တင်းဆောင်လို့ရတယ်ကို့မှာပါတဲ့ဒုတ်သားလက်နက်တွေနဲ့ခုခံကာကွယ်လို့ရတယ်ဒါပေမဲ့ခင်ဗျားတို့စဉ်းစားကြည့်လိုက် logic နည်းရ psychological နည်းရလူတရာမှာ69.99ရာခိုင်နှုန်းလောက်က အခုံတွေမကျင့်တော့ဘူးအခုံဆိုတာကအမြင့်ခုံတွေကိုပြောတာတရားမှာ90လောက်ကသုံးပေထပ်ပို့ပြီးတော့မခုံနိုင်လေးခုံနိုင်လေးမရှိကြအောင်လူအ ਨੇ စုတော့ပဲအမြင့်ခုံတွေလေးကျင့်ထားကြတာဖြစ်တယ်ဒါကြောင့်မလို့ဘယ်အချိန်ပဲတက်ခိုက်တက်ခိုက်ခြေပိုင်းကိုဖြတ်ရိုက်လိုက်ကြည့်လိုက်ခင်ဗျားမှာဒုံးစကတစ်ခုလောက်ပါလာတယ်ဆိုရင်ဒူးပိုင်းခြေသလုံးရိုးပိုင်းကိုဖြတ်ရိုက်ကြည့်လိုက်ကောင်းကိုရိုက်တာတည်းထိဖို့ရာခိုင်နှုန်းပုံများလိမ့်မယ်ဗျ။ သတိပြုမိလားမသိဘူးပို့ပြီးတော့ logic နေအရာပြောရရင်လူမှာခြေနှစ်ချောင်းပဲရှိတာမလို့၆၆ပိုင်းတန်ရရခဲ့တဲ့ဒူးနာသွားတဲ့အထူးသဖြင့်အရန်နာတဲ့ရှင်ဘောင်းရှင်ဘောင်းဆိုတဲ့ညိုတကြီးရိုးကိုဖျက်ရိုက်ခံလိုက်လို့ရတော့အဲ့ညမှာတင်ပုံပြီးလဲသွားမှာဖြစ်တယ်ခြေနှစ်ချောင်းတန်ရရသွားပြီဆိုရင်ကြံတဲ့အပေါ်ပိုင်းအစိပ်ပိုင်းတွေအပေါ်ပိုင်းတွေလုံးဝတံပြန်တိုက်ခိုက်နိုင်မှာမဟုတ်တော့ဘူးကိုကိုတုံ့ပြန်နိုင်တော့မှာမဟုတ်တော့ဘူးဗျအဲ့တော့ဥကောင်းပိုင်းတွေ လေမျိုးတွေမျက်လုံးတွေနှာခေါင်းတွေခေါင်းတွေအပေါ်ပိုင်းတွေကိုတိုက်ခိုက်တာဥပဒေအရလည်းအင်မတန်ဖြည့်ရှင်းရခက်ပါလိမ့်မယ်အဲကျုပ်ကိုလာတိုက်ခိုက်လို့ခြေထောက်ပိုင်းကိုပြန်တိုက်ခိုက်ရတာဖြစ်တယ်ဆိုတော့အချက်ဆိုရင်ခင်ဗျားတို့အများကြီးတက်တာသွားပါလိမ့်မယ်ဗျအဲ့တော့ရောကြီးပေးရလည်းတက်တာသွားမယ်ကိုကရန်ဖြစ်ချင်လို့ဖြစ်တာမဟုတ်ဘဲနဲ့ပြန်လဲတုံ့ပြန်တာဖြစ်တဲ့အတွက်ရန်ဖြစ်ပြီးတဲ့အခါကျုပ်စီမှာမကြာခဏကောမန့်မန့်လေးရှိတဲ့ညီငယ်လေးတွေပြောသလိုတခြားလူကိုစိတ်မကောင်းဖြစ်တယ်ဆိုတော့စိတ်လည်းပို့ပြီးရော့သွားလိမ့်မယ်ဗျ တော့ဒီနေ့မှာဆိုရင်တော့ဥကောင်းပိုင်းကိုကာခွေရဲနဲ့အောက်ပိုင်းကိုတိုက်ခိုက်တဲ့နေ့စနေလေးပြပေးမှဖြစ်တယ်ဗျကျုပ်ရဲ့အခုလာမဲ့လက်တွေ့သုံးချဒုံစကတိုက်ခိုက်နီးတရတင်နှမ်းမှာပါဝင်တဲ့တင်ကန်းစာတွေကအချို့ပေါ့နော်အဲ့ဒီဗီဒီယိုလေးကိုခင်ဗျားတို့လက်တွေ့လည်းအသုံးချလို့ရအောင်ပညာဒါနအနေနဲ့မျှဝေပေးလိုက်ပါတယ်ဗျအဲ့တော့တေချာလိုက်လေးကြည့်ကြည့်ပါ အချိန်90တရားနေ1000လောက်ထိရောက်သွားခဲ့မယ်ဆိုရင်ခင်ဗျားတို့မှာ muscle memory ဆိုတာရလာလိမ့်မယ်တံပြန်တိုက်ခိုက်တဲ့စနစ်တွေကျွမ်းကျင်သွားပါလိမ့်မယ်ဗျမင်္ဂလာနေခင်ဗျာကျေးဇူးတင်ပါတယ်